်ဆိုစဒီဒီနေ့တည်လွန်တော်သူများအတွက်ထူတောင်းပေးတဲ့ practice အလေးထားဟာဆရာစု အကုံလောက်မှာရသေးကြောင်းတွေကနေစတင်ပါတယ်ဥရောပမြောက်ဘက်မှာရှိတဲ့ Benedictine ရသေးကြောင်းတွေကစတင်ပါတယ်ဥရောပမြောက်ဘက်နေတစ်ဆင့်ဒီ1312ရောက်တဲ့အခါမှာတော့ရောမာ ကနေပြီးတစ်ကဘာလုံးမှာရှိတဲ့သာသနာတော်တဝန်းလုံးမှာဒီလိုအလေးထားကျင့်သုံးမှုပြန့်နှံ့လာတာကိုတွေ့ရပါတယ်တကယ်တော့ဒီအလေးထားဟာဒီယုံကြည်ချက်ဟာဆရာစုမှစတာမဟုတ်ပဲတကယ်ဓမ္မဟောင်းပါတဲ့ကရှိပြီးသားတည်တဲ့သူရှင်းမယ်ဆိုတော့ယုံကြည်ကြမျောလင့်ကြရှိပြီးသား ခုနကြားတဲ့ကျမ်းနေမှာပထမကျမ်းဒီရှာရကျမ်းကြားပြီးသားဖြစ်တယ်။ဇာလံမှာလည်းပဲဒီလိုပဲဘုရားသခင်ကရိုးရိုးတာမန်ရှင်စေဦးမှာမဟုတ်ဘဲတကယ်ကောင်းမြတ်ခြင်းတကယ်လှပခြင်းနဲ့တင့်တယ်စွာတကယ်ခန္ဓာနာနာနဲ့အသက်ရှင်စေမှဖြစ်တယ်။ဒီဟာကဓမ္မဟောင်းမာတွေကရှိပြီးသားဆိုတာကိုကျွန်တော်တို့သိရပါတယ်။ ဓမ္မသစ်ပိုင်းရောက်လာတဲ့ခုနဒုတိယချမ်းမှာ Corinthians ခန်းကြီး15မှာလည်းပဲဒီဟာကိုတွေ့လာပါပြီ။တောက်လျှောက်ဒီယုံကြည်ချက်ဟာတွေ့လာတယ်။ဓမ္မသစ်ရောက်တဲ့အခါမှာသခင်သူရဲ့အဖြစ်ပြကြောင်းတည်တဲ့သူရှင်မယ်ဆိုတော့ဒီယုံကြည်ချက်ဟာအခိုင်အမာဖြစ်လာပါတယ်။တကယ်သူ့ကိုဒီယုံကြည်ခြင်းကို credibility တကယ်ယုံကြည်ထိုက်တယ်။ယုံကြည်ရမယ်။ယုံလဲယုံကြည်တဲ့အဖြစ်နဲ့ အချက်ဖြစ်နေကျွန်တော်တို့ထည့်သွင်းလာပါတော့တယ်ဒါကြောင့်ယုံကြည်ခြင်းချုပ်မှာကျွန်တော်တို့ဆိုပါတယ်ဝန်ခံပါတယ်တည်ခြင်းအကြောင်းကြားတယ်ယုံကြည်ခြင်းချုပ်မှာပြန်စင်သားကြည့်ရှင်နံထမြောက်ခြင်းအကြောင်းကြားတယ်နောက်ဆုံးအချက် resurrection of the body ခန္ဓာကိုယ်ရဲ့ရှင်နံထမြောက်ခြင်းနဲ့ life everlasting you your life မဟုတ်ဘူး တနေ့နှစ်နေ့တနေ့နှစ်နေ့50 60ဒီလောက်နဲ့ပျောက်သွားတဲ့ဘောဘတ္တာမဟုတ်ဘဲ everlasting သာဝရအသက်ရှင်မဲ့အသက်ကိုရမယ်ဆိုတာကိုယုံကြည်ပါတယ်ဝန်ခံပါတယ်ဒါကြောင့်ဒီနေ့ကျင်းပနေတဲ့ပွဲဟာကျင်းပနေတဲ့ပွဲဟာကျွန်တော်တို့တို့ကိုအောင်းမေးလို့ကျွန်တော်တို့ချစ်ရတဲ့ခင်ရတဲ့ဆွေမျိုးမိသားစုဝင်တွေကိုတတိယလို့ဂါရဝပြုဖို့ နှုတ်ဆက်ဖို့အပေါ်ယံဒီစိတ် emotional level နဲ့ကျင်းပါတာမဟုတ်ပဲတကယ်ယုံကြည်လို့ခုနယုံကြည်အချက်ပေါ်အခြေခံပြီးဒီအချက်ကလည်းယုံထိုက်တယ်ယုံသိတယ်ယုံရမယ့်အချက်ယုံကြည်ခြင်းပေါ်မှာအခြေခံပြီးကျင်းပါတယ်ဆိုတာကိုကျွန်တော်တို့ကိုယ်ကိုယ်ကိုယ်ကိုပြန်ပြီးတော့သတိပေးကြပါစို့ယုံကြည်တယ်ယုံမယ်ငါလည်းရှင်းမယ်တို့တို့လည်းရှင်းအောင်မယ် ဒီချက်ဟာဒီပွဲရဲ့အခြေခံကျင်းပရခြင်းရဲ့အခြေခံအချက်ဖြစ်ပါတယ်။နောက်ဒီပွဲရဲ့အခြေခံတစ်ချက်ကတော့သူတနာတယ်။ဖျားဟာအရန်တနာပါတယ်။သူတနာခြင်းဟာအတိုင်းအစာမရှိပါပဲ။ပိစားအစာမှာသတိပေးခဲ့သလိုပေလုံတဲ့အချိန်မှာလူတော်တော်များများဟာယာနုံးပြည့်အစင်သေးမရှိပါဘူး။ ရှိတဲ့လူတော့လည်းရှိပါတယ်တန်းရောက်သွားတဲ့ပုံကိုလည်းရှိပါတယ်ဒါပေမဲ့တော်တော်များများဟာခဏတော့ပြန်လဲဖြူစင်ခြင်းပြန်လဲတိဆောက်ခြင်းအဆင့်ကိုဒီပုံကိုကြော်ရအောင်မှလည်းပဲဖြစ်ပါတယ်ဒါကြောင့်ငရဲငယ်ဆိုတာသူ့ရဲ့ကဏ္ဍဟာဒါပါပဲပူလောင်ခြင်းဆိုတာထက်ဖရာရဲ့မျက်နာကိုတစားတစားမြင်လာရတယ် ကောင်းမြတ်ခြင်းကိုတစားတစားဝင်ရောက်လာပြီးဘုံတော်ကုံတော်တဲ့တဖြည်းဖြည်းဝင်တိုးလာတဲ့ယဟန္တာတွေရဲ့ချက်ကြော်ရတဲ့အစဉ်လည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီပေါ်မူတည်ပြီးကမှကျွန်တော်တို့တွေစုတောင်းကြတယ်ခရိယာများထဲမှာမှကက်သလစ်တွေဟာတခြားသူတွေနဲ့မတူပဲဒီယုံကြည်ခြင်းကိုဆွဲကင်လာတာဟာခင်ဆက်ဆက်ပါပဲဒီနေ့ဒီချိန်ထိအောင်လည်းပဲဆွဲကင်လာပါတယ်ပြာဝနာပြောသလိုဒီယုံကြည်ချက်ပေါ်မှာမူတည်တယ် ကျန်းသာအထောက်ထားတဲ့ဘောင်မူဒီပြီကမှဒီနေ့ဒီပွဲကိုကျွန်တော်တို့ကျင်းပကြခြင်းလည်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့တိတဲ့ရင်းနှီးတဲ့ပုံကိုယ်တွေကြီးပဲလည်းမကဘူးအထူးသဖြင့်ဒီနေ့ဒီခေတ်ဒီချိန်မှာမတရားနှိမ့်ဆက်ညီမညီညောင်းတည်ဆုံးကြရတဲ့ပုံကိုယ်တွေစစ်ပွဲတွေကြောင့်တည်ဆုံးကြရတဲ့အပြစ်မဲ့ပုံကိုယ်တွေရောအပြစ်ရှိတဲ့ပုံကိုယ်တွေရောတမာတရားအတွက်အသက်ပေးသွားကြတဲ့သူများကိုလည်းကျွန်တော်တို့သတိကြကြပါစို့ ်သူတို့တို့လည်းဆူတောင်းပေးခြင်းအဖြစ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲသာဝရအသက်ဝမ်းမြောက်ပျော်ရွှင်ခြင်းအကြောင်းကိုစဉ်းစားထောက်ရှုအာယူကြဖို့တိုက်တွန်းလိုပါတယ်ဒီသာဝရအသက်ဟာကျွန်တော်တို့ခုနပြောသလိုအချောက်တိုက်လူဘကအစဉ်ပြေနေလို့အစဉ်သင်းဖြစ်နေလို့ရတယ်မဟုတ်ပါဘူးတခေရူးကြောင့်ဖျားသခင်ကသာဝရအသက်ကိုရယူပေးခဲ့တာကြောင့်လူအဖြစ်ကိုအသေးခံပြီး ပြန်လည်ရှင်မြန်ထွက်မြောက်ခြင်းကြောင့်သူကိုယ်တိုင်ဒီသာဝရအသက်ကိုလူအဖြစ်နဲ့ရယူခဲ့တာကြောင့်လူတိုင်းဟာဒီသာဝရအသက်ကိုရပိုင်ခွင့်ရှိလာပါတယ် access သူတို့နဲ့လက်တကန်းကို ရောက်လာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တယောက်စီဒီနေ့ကျင်းပရခြင်းဟာဝမ်းနဲ့တယ်မှန်တယ်ဘူဆွေးတယ်မှန်တယ်ဒါပေမဲ့မျောလင်းချက်နဲ့လည်းပြေဝပါမယ်တကယ် အင်းအားနဲ့လည်းပဲပြည့်ဝနေရမယ်ပွဲလည်းဖြစ်ပါတယ်။ယုံကြည်ခြင်းရဲ့ပွဲဖျားသခင်ကိုအတနာကြီးကိုပြန်တောင်းခံတဲ့ပွဲလည်းဖြစ်ပါတယ်။ဒါနဲ့ဆက်ဆက်ပြီးတည်ခြင်းဆိုတဲ့အချက်ကိုဒီနေ့အနှံ့ငယ်ထောက်ရှုလိုပါတယ်။ဒီအားနဲ့ပတ်သက်လို့အမျိုးမျိုးသောထောက်ရှုချက်တွေအမျိုးမျိုးသောတုံ့တင်ချက်တွေအယူအဆတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားကြပြီးသားလည်းဖြစ်နေပါတယ်။ကြားလည်းကြားအောင်မှလည်းဖြစ်ပါတယ်။ ဒါကြောင့်သေခြင်းဆိုတဲ့အရာဟာခဏမကြာခဏထောက်ရှုတဲ့အရာလည်းပဲဖြစ်ပါတယ်လူတိုင်းကျွန်တော်တို့အပါဝင်လူတိုင်းဟာဘဝအသက်တာရှင်သာမှုကိုဘယူဆိုင်ကြပါတယ်ငါဘယ်လိုရှင်ရမလဲငါဘယ်လိုအသက်ဆက်ရမလဲငါဘဝဘယ်လိုတောက်ပြောင်ရမလဲစသဖြင့်ဒါမှအဲ့လိုစူးစားနေနေအဲ့လိုပူပန်နေရင်ဂယုဆိုင်နေနေပဲတစ်ချိန်တည်းမှာလည်းပဲ တေချင်းကတဖြည်းဖြည်းဝင်ရောက်လာပြီကျွန်တော်တို့ဘဝတဲကိုတေချင်းရဲ့ဖြစ်စဉ် process of death ကတဖြည်းဖြည်းလာပြီရှင်နဲ့ရှင်ချင်းနဲ့မှန်တယ်ရှင်ဖို့လဲကြိုးစားတယ်မှန်တယ်သို့တော့ဖေဖို့လဲပဲတဖြည်းဖြည်းတဆင်ချင်းတဆင်ချင်းတွားနေပြီဆိုတာကိုကျွန်တော်တို့သတိချက်မှလည်းပဲဖြစ်ပါတယ်ရှင်ဖို့အတွက်လောက်ကန်ဆောင်ရွက်နေကြခြင်းတွေဟာတေချင်းရဲ့အဖြစ်မှန်တည်ရှိမှု ကိုလည်းပဲ ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ကျွန်တော်တို့ကိုယ်ထဲမှာတဲ့တယောက်စီရဲ့ဘဝထဲမှာတဲ့ကောင်းဖလက်ပြိပခါဖြစ်နေတယ်။တစ်ဖက်ကလည်းရှင်းနေတစ်ဖက်ကလည်းသေနေတယ်။သေတဲ့ဘက်ကိုဥတည်နေတယ်။ကိုယ်တိုင်စ조사နေတဲ့ရှင်ဖို့လောက်ကိုင်းနေနဲ့သေခြင်းကလည်းဘဝထဲကိုတဖြည်းဖြည်းဝင်လာတယ်။ဒါကြောင့်လူဘဝအတ္တတာကိုသေခြင်းကဘဖို့ကြကြချုပ်ကင်ထားတယ်။ထားနေတာကိုလည်းတွေ့ရပါတယ်။သေခြင်းကပဲလူဘဝကို အဓိကပိုင်းခြားသတ်မှတ်ပေးနေပါတယ်တကယ်ဘ ਹੁ အကြသောအချက်ကနေနေရာကနေပြီးတည်ခြင်းက marked မှတ်သားထားပြီးသားလည်းပဲဖြစ်နေပါတယ်ရှင်းလို့တယ်ရှင်းဖို့လည်းကြိုးစားတယ်တစ်ချိန်မင်းထဲမှာလည်းပဲတည်ခြင်းနဲ့ဆန့်ကျင်ရှင်တန်ခြင်းနဲ့ဆန့်ကျင်မှဖြစ်တဲ့တည်ခြင်းကလည်းပဲကျွန်တော်တဲကိုဝင်လာပြီးဖြစ်ပါတယ်တကယ်ခန္ဓာကိုယ် level မှာကြည်အောင်တော့မှတနေ့တနေ့ကျွန်တော်တို့လေဆဲလေးတွေပြက်စီးလာပါတယ် တချို့သောဆဲတွေကပြက်စီးသီးသွားရင်အပြီးပဲပြန်မရှင်တော့ဘူးအပြီးပြောက်သွားပြီဒီခန္ဓာကိုယ်ကဒါမျိုးပါပဲ every moment အချိန်အခိုက်အတန့်တိုင်းမှာကျွန်တော်တို့ကသေခြင်းဆိုတဲ့အရာကိုလက်ခံနေရတယ်ခြင်းဆိုင်နေရပါတယ်ဒါကြောင့်လူတိုင်းဟာဒီတမိုင်းတစ်လျှောက်မှာသူရှင်နေတယ်ဆိုတဲ့အသည့်ဟာတစ်ချိန်ထဲမှာလည်းပဲသူဟာသေဆုံးနေရတယ်ဆိုတဲ့အသည့်နဲ့ဒွန်တွဲနေတယ် ုံတွဲနေတာလည်းပဲဖြစ်ပါတယ် consciousness of life ပါ consciousness of death အတူတူတွဲနေပါတယ်ဒါအသိတော်ကြီးရဲ့ဖခင်နေအသိတော်ရဲ့ဖခင်ကြီးတွေဟာဒီဘုရားအသက်ရှင်နေတာအောင်မှသိချင်းဆိုပြီးကမှသူတို့ဟာတတ်မှတ်ပါတယ် divine gregory the great god ဘာပြောလဲဆိုရင်သာဝရအသက်တာနဲ့ရှင်ကြည့်ရင်တဲ့ဒီလောကအသက်တာဟာအသက်တာလို့ခေါ်ရမယ်အစား တေခြင်းလို့ပုံမခေါ်တဲ့နဲ့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ခုနထောက်ရှုခဲ့တဲ့အတိုင်းပဲရှင်မို့ကြိုးစားနေတဲ့ရှင်နေတဲ့မှန်တော်လည်းပဲတေခြင်းကိုဥတည်နေလို့ပါပဲနေ့တိုင်းချိန်တိုင်းဟာကျွန်တော်တို့ကုန်ခန်းခြင်း exhaustion exhaust ညနေပိုင်းရောက်လာရင်အကုန်ဝါတယ်ဟာတခုရှိသမျှလက်သမျှခြေကိုလက်ပန်းကျသွားတယ်အဲ့ဒါမျိုးတီဟာကိုကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတယ် ဒီဘဝကို ရှင်သန်နေရတယ်ရှင်သန်နေရင်ပဲတေခြင်းကကျွန်တော်တို့ကိုဝိုင်းရင်လည်းရှိနေပါတယ်ဒါကြောင့် life is death ရှင်ခြင်းဟာတေခြင်းပဲ life is death living itself is dying ရှင်နေခြင်းကိုယ်တည်းကပေနေခြင်းပဲဘဝရဲ့အတွင်းသက်ထဲမှာတည်ရှိနေတာကတော့ process of living ရှင်နေတယ်ရှင်နေတယ်မှန်တယ်တစ်ဆက်ထဲမှာတစ်ချိန်ထဲမှာလဲ processor ဒါရင်တည်နေတာကလည်းကျွန်တော်တို့ထဲမှာလာပြီးတော့တွဲပြီးတော့ရှင်နေပါတယ်ဒါကြောင့်မလို့ခေတ်ဆက်ဆက်မှာဒီသဒ္ဒနာပညာရှင်တွေတချို့သောဘာသာရဲ့အယူအဆတွေအမျိုးမျိုးရှုတော့အမျိုးမျိုးကနေပြင်းချင်းကို ရှုမြင်သုံးသပ်ကြပါတယ်ဥပမာပလာတိုတို့ဆိုရင်ပြင်းချင်းကိုတငယ်ချင်းလို့ခေါ်ပါတယ်မိတ်ဆွေဘာဖြစ်လို့လဲဆိုရင် ဒီခန္ဓာကိုယ်ရဲ့အချုပ်နှောင်အကန့်အသတ်ရှိတဲ့ခန္ဓာကိုယ်ရဲ့အချုပ်နှောင်ကနေအကန့်အသတ်မရှိတဲ့ဝိညာဉ်ကလွတ်တော့မယ်။ဒါကြောင့်သိခြင်းကိုဝိညာဉ်ရဲ့တငယ်ချင်းမိတ်ဆွေအကောင်းပြုဝေးတဲ့အရာအဖြစ်သူတို့မှတ်ယူပါတယ်။ဒါကခရိယံအယူဆတော့မဟုတ်ဘူးနော်ပြောရမယ်ဆိုတော့ဒီလိုပဲတခြားသောဘာသာတွေအယူဆတွေမှာလည်းအများကြီးရှိပါတယ်။ဒါဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ယူပြီးတော့မှစဉ်းစားနေခြင်းလည်းဖြစ်ပါတယ်။ဆေးလောကမှာလည်းဒီလိုပဲ ဖေးလောကမှာတည်ခြင်းဟာ system failure ပေါ့နော် bodily failure ခန္ဓာကိုယ်ကနေအကုန်လုံးပြတ်သုံးသွားခြင်းမှာပဲရုပ်ဝါဒီတွေကြတော့တည်ခြင်းကိုဘယ်လိုမြင်လဲဆိုတော့တည်ခြင်းဆိုတာအကုန်ကုန်ပြီးဘာမှမရှိတော့ဘူးဘာမှမလုပ်တတ်တော့ဘူးဒါကြောင့်ရှင်တို့မှာလှုပ်ရှင်ရလှုပ်ဆန္ဒဖြစ်ခြင်းအဖြစ်ဒါရုပ်ဝါဒီတွေရဲ့အယူဝါဒအယူဆဒါတို့ကတော့အဲ့လိုမဟုတ်ဘူးခရိယန်တွေကတော့အဲ့လိုမယူရပါဘူးခရိယန်တွေကတော့ သူတို့တို့ကတည်ခြင်းဟာတငယ်ချင်းမဟုတ်ပါဘူးသူတို့တို့ကတည်ခြင်းဟာယန္တူပါပဲနောက်ဆုံးယန္တူ ultimate enemy the first corinthians 5:26ဒါပေမဲ့ဒီနောက်ဆုံးယန္တူကိုခြေမုံတိုက်ခတ်ပြီးဝါမျိုးအောင်မြင်လိုက်တဲ့ပုံကတော့ခုနကဒုတိယကျမ်းမှာကြားတဲ့သခင်ခရစ်တော်ပဲဖြစ်နေပါတယ်အဲ့ဒီယန္တူကို တကြိမ်တခါတည်းဝါမျိုးဖြည့်ဆည်းလိုက်တဲ့ပုံကကတော့ခရစ်တော်ရဲ့အောင်ပွဲပဲဖြစ်နေတယ် First Corinthians ခန်းကြီး55:54မှာအပြစ်ရဲ့အစိတ်ဆိုးတွေအကုန်လုံးကို ခြေမွဖြည့်ဆည်းလိုက်တယ်လူတွေမတွန်းလှန်တာနဲ့လူတွေရဲ့အတွက်အကြီးဆုံးသောရန်သူကြီးဖြစ်တဲ့ဒီတေခြင်းကို အပိတိုင် ဖြည့်ဆည်းခဲ့တာဟာခရစ်တော်ရဲ့အောင်ပွဲပဲဖြစ်ပါတယ် တေခြင်းဆိုတာဘုရားသခင်ကိုယ်တိုင်ကတတ်မှတ်ထားတဲ့ decree အမိန့်ထုတ်ထားတဲ့အရာလည်းပဲဖြစ်ပါတယ်လူတွေအပြစ်သေးကြောက်ရောက်ပြီးတဲ့နောက်မှာဒီလိုဖြစ်ရတော့မယ်ဆိုတာကသူကိုယ်တိုင်အမိန့်ထုတ်တာမှန်တယ်သို့သောဒီအမိန့်ထုတ်တဲ့အထက်ကိုသူကလည်းဝင်ခံခဲ့တယ်ဝင်ပြီးကမှဒီဟာကိုဖြတ်ကျော်ခဲ့တယ်အမိန့်ထုတ်ထားတဲ့အတိုင်းပဲသူဝင်ပြီးတော့တည်သွားပါတယ်တစ်ချိန်တည်းမှာလည်းဒီတည်ခြင်းကိုပြန်ပြီးပြောင်းလဲပေးခဲ့ပါတယ် လောကနေရာမှာကြောင့်သိရင်မဟုတ်ပါဘူးခရိယန်တွေအတွက်ကြဖျားသခင်ကဒီလိုပဲအလိုရှိလို့သိရခြင်းမှန်ဖြစ်ပါတယ်တစ်ချိန်တည်းမှာလဲအာယုဇရာကသိပြီးတဲ့နောက်မှာသူက ပြန်ရှင်ဖို့အလိုရှိတယ်သာဝရအသက်ကိုပြန်ပေးဖို့အလိုရှိတယ်ခရစ်တော်အားဖြင့်ဒီလိုအစီအစဉ်ကိုလဲကျွန်တော်တို့ရှင်တွဲပြီးကမှအမြဲတမ်းပဲနားလျာမှာဖြစ်ပါတယ်လူမှာရှိတဲ့အတ္တတွေ မာမာနတွေမကောင်းစိတ်တွေအကုသိုလ်တွေရှိသမျှမကောင်းတဲ့အရာတွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်တဲ့အရာဒီချင်းဒါကြောင့်ဆေးကြောခြင်းကိုတည်ခြင်းဖြစ်နေလဲကျွန်တော်တို့နားလဲပါတယ်သခင်ခရစ်တော်၌တည်ခြင်းဟာဆေးကြောခြင်းပဲသခင်ခရစ်တော်၌ရှင်ခြင်းဟာလည်းဆေးကြောခြင်းပဲဒါကြောင့်ခရစ်တော်၌ပေါင်းလိုက်ခြင်းဟာကျွန်တော်တို့တည်ခြင်းမှာ တည်ခြင်းရဲ့ခုနအဆင့်တွေလုပ်ငန်းဆင့်တွေကိုဖြတ်ကျော်တဲ့ဖြစ်ရဖြစ်သလိုရှင်မြန်ခြင်းကိုလျှောက်လန်းနေတဲ့ဘဝအတ္တဒါလည်းပဲဖြစ်ပါတဲ့တည်ခြင်းရဲ့အဖြစ်ပြကိုကျွန်တော်တို့နေထိုင်အချိန်ခိုက်တန်တိုင်းမှာဘဝတိုင်းမှာ တွေ့နေရပါရဲ့ break downs ချိုးရင်းလာတယ်ပျက်စီးလာတယ် physically ခန္ဓာကိုယ်ရ psychologically စိတ်တပ္ပယာယဝိညာဉ်ရောဒီလိုပဲ တည်ခြင်းစီတို့ပြတ်သုံးခြင်းစီတို့ဒါဥတည်နေပါတယ်သို့သောဒီ process ထဲမှာပဲခြေမြထမ်းမြောက်ခြင်း process ကလည်းဆက်ပြီးတော့လာပြီးတော့ပြန်ပါနေပါတယ်ကြာရှုံးတာမှန်တယ်တည်ခြင်းစီကိုပြတ်သုံးခြင်းစီကိုဥတည်တာမှန်တယ်သို့သောထာဝရအသက်ကိုလည်းပြန်လဲဥတည်နေပါတယ်ခရိယန်တွေရဲ့အသက်တာဟာဒါကြောင့်ဒီနေ့ပွဲဟာအင်မတန်မှအတိတ်ပဲရှိတဲ့ပွဲအင်မတန်မှအာရုံရမယ်ပွဲခရစ်တော်ကနေပြီးတော့ ခုနပြောခဲ့တဲ့ကျွန်တော်တို့တို့အကြီးမားဆုံးသောရန်သူကိုနှိမ်နှင်းလိုက်တဲ့ပွဲတုတ်တင်အောင်မြင်လိုက်တဲ့ပွဲကျေးဇူးတော်အားဖြင့်တေရှင်းကို ပြန်လည်ပြီးကမှပြောင်းလဲပေးတဲ့ပွဲဖြစ်ပါတယ်ဒီပေါ်မှာယုံကြည်ပြီးကမှကျင်းပါတယ်ဒီပုဂ္ဂိုလ်တွေဟာတနာချင်းကြောင့်ရှေ့မယ်ဆိုတာကိုကျွန်တော်တို့တကယ်ဒိဋ္ဌိယုံကြည်ပါတယ်ကျွန်တော်တို့လည်းပဲသူ့ရဲ့တနာချင်းကြောင့်ရှေ့မယ်ဆိုတာကို အများတမ်းပဲယုံကြည်ကြမှာလည်းပဲဖြစ်တပါတယ်။ကြောင့်လို့အချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ဒေရှင်းဟာသူပဲပိုင်တယ်။ရှင်ချင်းဟာလည်းသူပဲပိုင်တယ်။သူ့ရဲ့အတန်ကြားတယ်။ရှင်းမှာဖြစ်တယ်။သူ့ရဲ့စကားနားထောင်တယ်။ရှင်းမှာဖြစ်ပါတယ်။အဝင်ကလေးကျမ်းမှာသူ့ရဲ့အလိုတော်ကိုလိုက်တယ်။ခမီးတော်ကိုယုံတယ်။ရှင်းမှာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကတကယ်နောက်ဆုံးချိန်မှာတစ်ခါတည်းကြကိုလုတ်ခဲ့တဲ့ကောင်းမှု မယ်မယ်ရရပြစရာရှိချင်မှရှိမယ်အဲ့လိုပြောလိုက်လို့နေချင်းသူလိုနေဖြစ်ချင်းသူလိုဖြစ်လို့ပြောတာမဟုတ်ဘူးစ조사လောက်ကရင်နဲ့ဘာမှမအောင်မြင်တာတဲ့ဘဝမျိုးတခြားရှိချင်ရှိမယ်ဒါမှမဟုတ်အဲ့ဒီအချိန်မှာတတိကြလိုက်ပါသူ့ရဲ့တနာချင်းကရှိပါသေးတယ်သူ့ရဲ့တနာချင်းက greater than our brokenness တို့ဘဝရဲ့ကျိုးပြတ်နေတဲ့အရာတွေထက်ကြီးပါတယ်တို့ဘဝကိုပြန်လဲတိဆောက်ပေးနိုင်ပါတယ်တို့ဘဝကိုပြန်လဲပြီးတော့တန့်စင်ပေးနိုင်ပါတယ် ျွန်တော်တို့တယောက်စီဘဝကိုသာဝရအတက်ကိုပြန်ပေးနိုင်ပါတယ်အကြောင်းမလို့ကျွန်တော်တို့လေဒီယုံကြည်ခြင်းနဲ့အတူတူသူတို့တို့လည်းဆူတောင်းပေးသလိုကိုယ့်ရဲ့အသင်ရှင်တို့လည်းဆူတောင်းကြပါစို့လို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်